အားလုံးပဲမင်္ဂလာပါ One Championship CEO Chetri ကတော့1မှာရှုံးပွဲဆက်နေတဲ့ဆိုလင်းဦးကိုနောက်ထပ်ထိုးရမယ်ပွဲတွေမှာသာအခြေအနေမကောင်းရင်စာချုပ်ထပ်မချုပ်တော့ဘူးဆုံးမြတ်လိုက်ပြီဆိုပြီးသတင်းတွေထွက်ပေါ်လာနေပါတယ်ဆိုလင်းဦးကို1ဖက်ကခုလိုသတိပေးတာတွေပြုလုပ်နေပေမဲ့ဆိုကြီးကတော့ခုတိပွဲမထိုးရသေးပဲပြိုင်ပွဲနဲ့တော်လေးကို ဝေးနေတာလည်းဖြစ်ပါတယ်ဖိုက်တာတယောက်အတွက်ပွဲဝေးနေတာ ကြာလာတဲ့အခါဇွမ်းဆောင်ရထိခိုက်လာနိုင်ပါတယ်ဆိုလီဦးကဘလို့ဒိုင်ယာအနာတရမှမရှိပဲဝမ်းချင်ပြန်ရှစ်ဘက်ကပွဲထိုးဖို့မစီစဉ်ပေးသေးတာကဆိုကြည့်တွေ့တကယ်စိတ်ပျက်စရာအနေထားဖြစ်နေမှာပါဝမ်းချင်ပြန်ရှစ်ကဘလို့အကွက်တွေရွှေ့နေလဲတော့မသိပါဘူးမြန်မာဖိုင်တာဆိုလင်းဦးကတော့ဝမ်ချမ်ပြန်ရှစ်ကိုစိတ်ပြတ်စပြုလာနေပြီဆိုပြီးအသွင်းသတင်းတွေရအသိရှိရပါတယ်ဆိုလင်းဦးစိတ်ပြတ်ခြင်းလဲစိတ်ပြတ်ခြင်းစရာပါ ဆိုလီဦးကသူ့ရွယ်မှာပွဲတွေရသလောက်ထိုးချင်နေတဲ့ဖိုက်တာတူပါဒါပေမဲ့ဝမ်ချမ်ပီယံရှစ်ကတော့သူတို့ရဲ့ဝိုင်းဖိုက်တာတွေကိုပဲပွဲတွေတပွဲပြီးတပွဲစီစဉ်ပေးခဲ့တာကိုအလုံးတွေ့မြင်ကြရတာပါဒါကဝမ်ချမ်ပီယံရှစ်ရဲ့မြန်မာဖိုက်တာတွေနဲ့ပြည်တွင်းထိုင်းဖိုက်တာတွေကိုဆက်ဆံတဲ့အနေအထားကိုပေါ်လွင်စေခဲ့တာပါဒီဖြစ်ရပ်တွေကိုမြင်တွေ့ရတဲ့ရွာလေးဝေကန်တွင်ဖိုက်တာတွေကတော့ဝမ်ချမ်ပီယံရှစ်မှာထိုးတက်နေကြတဲ့ ဖိုက်တာတွေနေနဲ့တခြားပရိုမိုးရှင်းမှာတွားရောက်ထိုးတက်ကြဖို့လှုပ်ဆောင်တဲ့အကြောင်းကိုတိုက်တွန်းလို့ဆော်ထားတာပါဝမ်ချမ်မြန်ရှစ်ကမျက်နှာตาမပေးဘဲခွဲခြားဆက်ဆက်မှုတွေကြောင့်အရင်ကဝမ်ပြိုင်ပွဲမှာဝင်ထိုးမှုတဲ့ထွန်မင်းနိုင်စူပါရေချမ်းမိုးထက်အောင်အဆရှိတဲ့ထိတ်တန့်ဖိုက်တာတွေကတော့ လောလောဆယ်ပြည်တွင်းပွဲတွေကိုပဲထိုးသတ်နေကြပြီးတခြား promotion ပွဲတွေမှာထိုးသတ်နိုင်ဖို့ကြိုးစားနေကြတာကို မြင်တွေ့ရမှာပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်